ကျမရဲ့မေတ္တရာ channel လေးကို နားဆင်အားပေးနေကြတဲ့စာပေချေပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလက်ကတော့လောရဲ့ဘာဘိနွေလူအမည်ကြတဲ့သရီတံဝေကရပွေရာမုခင်ပြည့်ရမှန်ဇလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးရှင်။ နွေနွေကချက်ပြုတ်ရင်ရင်တွင်းမှာခံစားနေရတဲ့ရင်ဝယ်လိုက်ဖို့ခံစားချက်ကလေးတွေကိုစမြုပ်ပြန်ပြီးတချင်းကလေးနဲ့ခံစားချက်ကိုနှီးတော့နွေနွေကတော့ဘရာတိုင်းအင်တာနေရှင်းနဲ့ကံပြီမှာဝန်ထမ်းတူဖြစ်တဲ့ကံပြီရဲ့သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေပတ်သက်ပြီးဟော့ထရိတ်ဘဏ်ကိုမကြာခဏသွားရောက်ကအမှုတန်းအမှုဝန်ထမ်းတို့နဲ့တွေ့ဆုံရပြီးအလုပ်ဒါဝင်ကို တန်းဆောင်ရသူဖြစ်တဲ့ နွယ်နွယ်ကအသားဖြူတယ်ကိုလုံးကိုပေါ့လာတယ်မြဝန်းကကျဲတယ်မြခုံးမျလုံးကောင်းတယ်နှာရန်ပေါ်တယ်သာရအပြုံးပိုင်ရှင်လို့ဆိုအမယ်မျက်နှာအကျိုးစာစကားကျဲသူကလေးဖြစ်တယ်ဒါကြောင့်လေဗမာအရာထံအမှုထမ်းတို့နဲ့တရင်တဏီရှိသူဖြစ်တယ်ပြောပြောနေတည်ခဲဆိုတဲ့စကားအတိုင်းအမြဲပြောပြောနေတတ်တဲ့မန်နေဂျာဦးအောင်မျိုးကျူကနွယ်နွယ်ကိုအမြဲတမ်းနောက်ပြောင်လေးရှိတယ် နွဲ့နွဲ့ရဲ့ယူပါယုံတရာယုံခန္ဓာယုံ ချောလာကိုအမြဲတကြဲပဲပြောလို့ရှိရင်နွဲ့နွဲ့ကလည်းအမြောက်ကြိုင်ဥအောင်မျိုးကျူကလည်းအမြောက်ကောင်းကောင်းဖြစ်တယ်အဲ့ဒီလိုအားဖြင့်တနေ့တကြားရင်းနှီးလာတယ်တနေ့မှဖြစ်တယ်နွဲ့နွဲ့တို့ကံပလီမှအောက်စင်းနဲ့ဝဲယူစုဆောင်ထားတဲ့မပေးများတက်စင်းနဲ့ပြပါထုတ်ကုန်ဖြင့်ရောင်းချတာကြောင့်ဒေါ်လာများစွာရရှိရင် ဒါကြောင့်ဗန်မမန်နေဂျာကြီးများအဝေကံဒီမှနိုင်ငံသားများကိုဒေါ်ဘရာသာအင်တာနေရှင်းနယ်ဂန်ရီမှအေခံပွဲပြုလုပ်တဲ့နယ်နယ်မှာအင်္ဂလိပ်လူလေးကျွမ်းနေတရုတ်လူလေးကျွမ်းကျင်သူဖြစ်တဲ့ထို့ကြောင့်အေခံပွဲမှာကံဒီပိုင်ရှင်ကြီးများကိုစားပြုစုအေခံလေးရှိတဲ့နိုင်ငံသားအေးတဲ့များကနယ်နယ်ကိုလက်ဆွဲနှုတ်ဆက်ပြီးကျေးဇူးတင်ကြောင်းပြောဆိုနှုတ်ဆက်တဲ့နယ်နယ်အတွက်လက်ဆောင်ပစ္စည်းများလည်းပေးကြတဲ့ ဒီမြေခွင်းကိုတွေ့မြင်နေရတဲ့မန်နေဂျာဦးအောင်မျိုးကြီးကဘဝင်မကြဖြစ်တဲ့ကျွဲမီတိုနေတဲ့တဝင်ကြောင်နေတဲ့တကယ်ဆိုတော့ဦးအောင်မျိုးကြီးနဲ့နွဲ့နွဲ့ကဘာမှမဆိုင်ဘာမှမပတ်သက်ပါဧကံပွဲမှာပြီးဆုံးသွားပြီဖြစ်တဲ့အားလုံးရှိုးရှိုးပြန်ကြတယ်မန်နေဂျာဦးအောင်မျိုးကြီးက သူပြောစရာရှိရာကြောင့်နွဲ့နွဲ့ကိုသူလိုက်ပို့မယ်လို့ပြောထားတယ်ဒါကြောင့်နွဲ့နွဲ့ကိုဦးအောင်မျိုးကြီးလိုက်ပို့ရန်သူ့ရဲ့ကားပေါ်ကို တင်လိုက်တယ် ဆရာဘဲကိုမောင်းပါလေရွယ်ရွယ်နဲ့အေးအေးဆေးဆေးစကားပြောခြင်းလို့ဖိုးစိန်လန်းတဲကစေကူးရင်ဟိုတယ်မှာခဏနားမယ်နှွယ်ဘာမှမစိုးရိမ်ပါနဲ့ရပါတယ်ဆရာနှွယ်ဆရာကိုယုံပါတယ်ပြုံငါတဲ့အပြုံးနေနဲ့ကြိုးစိုးနေကြတယ်စေကူးရင်ဟိုတယ်မှာ ဝင်တန်းနေကအခန်းတခန်းစီစဉ်ပေးကြတယ်ဆရာတို့ဘာသုံးဆောင်ကြမလဲဆရာရှမ်ပိန်ဝမ်းဆက်ရင် စိတ်မကြော်ရင် စမ်းကြည့်ရင်ဒါပဲပြပါညီလေးဟုတ်ကဲ့ပါဆရာအမြန်ဆုံးရပါလိမ့်မယ်ဆရာနှဲ့ကိုပြောကြရှိတယ်ဆိုတာဗာလေပြောလေဆရာရဲ့အရက်ရှင်မြင့်တက်လာတဲ့ဥပေါင်းမျိုးကျူကတချင်းစားသားလေးနဲ့နွေနွေကိုသူချစ်နေတဲ့အကြောင်းကိုဖွင့်ချပြန်ရာရေနွေခံစားချက်ကိုစတင်လိုက်တယ်။နွေတို့အရွယ်ကကလေးကလာစစ်စကားတွေပြောရမယ့်အရွယ်မဟုတ်တော့ဘူး။ အချစ်ရဲ့အနှစ်သာရကိုတိုးချင်းလိုရင်းပဲပြောကြမယ်ကွာအမတ်တေကတော့ကိုနွဲကိုချစ်နေတယ်ဆိုတဲ့အကြောင်းနွဲတီးပြီးပြီဖြစ်တယ်ကိုအချစ်ကိုလက်ခံတယ်လို့ကိုနားလေထားတယ်ဒီမေးခွန်းမှန်သလားမှားသလားဖြေပါနဲ့အမတ်နဲ့နွဲနွဲဟာအပြိုဖြစ်လို့အကိုနွဲကိုချစ်ပိုင်ခွင့်ရှိတယ်ဆိုတာမှန်သလားအမတ်သုံးချက်ကတော့နွဲမှာသားမယားသားသမီးရှိတာကြောင့်ချစ်လို့ပဲကြမယ်ညာလို့မကြနိုင်ဘူး မညာပဲချစ်ကြမယ်ဆိုတော့အချက်ကိုလက်ခံပါသလားအမတ်လေးကတော့နွယ်နယ်နဲ့မိသားစုတန်းငွေရေးကြီးအခြေအနေပြီးသလို အစဉ်ပြေရင်ပြီးသလိုနွယ်နယ်ကိုပီကန်ထောက်ပံ့မယ်ဆိုတဲ့အချက်လေးကိုနွယ်ဖြည့်ပြီးပါနွယ်နယ်ကအိုးအောင်မျိုးကျူရဲ့မိခင်တွေကိုအဖြည့်ပြီးရန်စဉ်းစားတယ်ဒီလိုမေဒီလိုဖြစ်ကို ဖြီးအားလိမ့်မယ်လို့မမျော်လင့်ခဲ့တဲ့အတွက်အတွေးရကြံ့နေတဲ့အတန်ငယ်စဉ်းစားပြီးရင်တော့ စီးရရဲ့အမတ်တင်းနဲ့ပတ်သက်ပြီးတဝက်မှန်ပါတယ်တဝက်ကတော့မှားနေတယ်မန်နေဂျာကြီးညွေသည့်စိတ်ဓာတ်နဲ့ဆုံးဖြတ်ထားတယ်အမန်တစ်ကတော့အပြိုလင်းအစင်းမရှိ အပြိုကြီးစားလက်ကားဆိုသလိုပုံစီးရဟာညွေကိုခြေရေးဆိုခွင့်ရှိပါတယ်အမတ်သုံးကိုဖြီးရမယ်ဆိုရင်တော့ညွေဘွားဟာစီးရနဲ့လင်မယားအရင်မတော်ရဘူးလင်မယားတဝမ်းခွဲတော်သလိုဖြစ်နေမယ်လို့ညွေဝမ်းနေမိပါတယ်ဆရာ အမတ်လေးကို ဖြေရမယ်ဆိုရင်တော့ဆရာတဘောဆရာစည်စနာပါပဲဆရာနန်းတွေကမေးခွန်းလေးကိုဖြေရင်ဝမ်းနဲ့ဝမ်းသာဖြစ်လာပြီးမျက်ရည်စရည်ဘာပြင်မို့ကိုစီးကြရင်ဥပောင်မျိုးကျူနဲ့နှလုံးသားချင်းစကားပြောခဲ့ပုံများကို တွေးမိနေရင်ကဲကဲမေခွင်းဖြေချားချက်ကိုအမှတ်ပေါင်းလိုက်တဲ့အခါမှာအခုဘက်ကအမှတ်သားတယ်။ဒါကြောင့်အခုသဘောကိုလိုက်ရောရမယ်။ ။ဦးအောင်မိုးကျူကပျော်ပျော်ဆူဆူနဲ့နှဲကိုသိန်းကျုံပွိုက်ထေးပြီးအကျဉ်းနာပို့သူများရဲ့တခြင်းကိုတန်ပြိုင်တီးဆူလိုက်တယ်။2009ခုနှစ်မဟာတကြံရုံးပိတ်ရဲ့ဆေးရည်တွင်မှဖြစ်တဲ့ဥအောင်မျိုးကျူနဲ့နွယ်နွယ်တို့ကအိမ်မူကိစ္စများပြည့်စုံအောင်ဖြည့်ဆည်းပြီးရင်နောက်ငပလီကန်းကြီးကို အပန်းဖြည့်ရန်ကားတစ်စီးနဲ့နှစ်ယောက်သားထွက်လာခဲ့တယ်။ဘုကင်လှုပ်ထားတဲ့ဘန်ဂရုကလုလတ်စွာအနာယူတဲ့ အစားအသောက်များကိုတော့ကန်းကြီးရွာမှာရွာသားများထံမှစိတ်ကြိုက်ချက်ပြုတ်စေပြီးမှာယူစားသုံးနေကန်းဆက်မှာရေကူးဝတ်စုံနဲ့ရေကူးလိုက် စားလိုက်တော့လိုက်ဒီယိုရိုက်လိုက်ဓပုံရိုက်လိုက်နဲ့ဇင်းခံနေကြ၏ပြောမဆုံးမောမဆုံးဖြစ်ကြ၏လောကကြီးကိုမိနေတတ်လေသလားလို့ထင်ရ၏ဘဝင်းချင်းမှလူသားများကိုလေဂယူးမပြူဂယူးမဆိုင်နိုင်တော့တကြံကာလရဲ့ရုံပိရဲ့ရှည်ကြီးရင်အစာအိုးနှစ်ခုရူးနဲ့ထင်းမှတ်ကြ၏ ယခုနေ့ငပလီကန်းကြီးမှာအတော်လူစီကားတယ်သူ့လိုကိုလိုလာရောက်အပန်းဖြေသူများလည်းများပြားကြတယ်ဒီထဲမှာနွယ်နွယ်ကိုတစ်ဖက်သက်နောက်ပိုးလိုက်နေတဲ့တင်းတိုက်ထွန်းလေသူ့အတွဲနဲ့ရောက်ရှိတယ်တင်းတိုက်ထွန်းကသူ့ကောင်မလေးကလေးအားကိုဓာတ်ပုံဗီဒီယိုကင်မရာနဲ့ရိုက်ကူးရာတယ်လီလို့ခေါ်တဲ့အဝေးကြီးမှန်ဘလူးဝိုင်းလင်းလို့ခေါ်တဲ့မြင်ကွင်းကြီးမှန်ဘလူးနဲ့ရိုက်ကူးတယ် ဒါကြောင့်ဦးအောင်မျိုးကြည်နှင့်နွေနယ်တို့၏ငပလီကန်းကျင်းမှအပန်းဖြေနေပုံအချစ်ဘလူးနေကြပုံကိုပြည်ပြည်ပြင်းပြင်းရိုက်ကူးထားရင်နေဟောင်းမှညကြီးတွေကိုကပလီကန်းကျင်းမှထားရခဲ့ပြီးနေ့တည်အခါသမျှတကြံများကုံဆုံးကြပြီးဖြစ်လို့မိမိတို့လာရာဒေသကိုပြန်ခဲ့ကြရင်ဦးအောင်မျိုးကျူနဲ့နေနယ်တို့ကအချိန်တန်းတော့အိမ်ပြန်ခဲ့ရင်နေ့တည်ကာလအခါသမျှမှာမိမိတို့ရဲ့လုပ်ငန်းခွင်ကို ဝင်ခဲ့ကြရင် ဒါကပန်းတွေထိန်းထိန်းကြီးအောင်ပွင့်နေတဲ့တန်လွင်လမ်းမှာခြံကြီးအတွင်းကိုတင်းတိုက်ထွန်းဝင်ခွင်တောင်းပြီးရောက်ရှိခဲ့ရင်ဥအောင်မျိုးကြည်ဘန်းကိုရောက်ရှိလာပြီးမှတမင်သက်သက်ဥအောင်မျိုးကြည်မရှိတဲ့အချိန်မှာရွေးပြီးသွားရောက်ခဲ့ခြင်းဖြစ်တဲ့ဘယ်ဒီလိုက်တာနဲ့ခြံဆောင်လာရောက်ပြီးမေးမြန်းနေဘသူနဲ့တွေ့ကျင်လို့ပါလေခင်ဗျာအော်ဟုတ်ကဲ့ပါဗျဥအောင်မျိုးကြည်ရိုက်ကူးခိုင်းတဲ့တပ်ပုံနဲ့ဘီယိုခွေလာပို့ပေးတာပါခင်ဗျာ ဘာပြောလဲရမလဲဗျဘာမှမှားကြလဲမရှိပါမို့ခင်ဗျာငွေလဲရှင်းပြီးသားပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘသူလဲဟေးဆရာရဲ့ဓာတ်ပုံနည်းနဲ့ဘီယိုခွေးလေးကိုလာပို့တာပါမဥအောင်မျိုးကျူရဲ့ဇနီးဒေါ်တီနင်ဂျူကဓာတ်ပုံများကိုတစ်ခုပြီးတစ်ခုကြည့်ရင်ညနာမှလည်းနေမြန်းလာရင်ချွေးသီးချွေးပေါက်များလည်းကြလာရင်အသားများလည်းတစက်ဆက်တုံလာရင်ဥအောင်မျိုးကျူနဲ့နွယ်နွယ်တို့ရဲ့ဓာတ်ပုံတွေက ဒေါ်တင်နေကျူရဲ့နှလုံးသားကိုထိုးနိုင်နေလို့ဒေါသမောဟများတဖွာဖွာနဲ့ဖြစ်ပေါ်နေခြင်းဖြစ်တဲ့ဒေါ်တင်နေကျူကစိတ်ကိုပြန်ထိန်နေဘီယိုခွေဒီကိုဖွင့်ကြည့်ရင်ဥအောင်မျိုးကျူနဲ့နွဲ့နွဲ့တို့ရဲ့ငပလီကန်းချီမှာစိန်ပြေရန်ကစားနေကြရဲ့ပြည်တိကန်းချီမှာဖြင်းရတဲ့ကြည်ရင်ကျင်းနဲ့လောဘဒေါသမောဟတွေလွှမ်းမိုးပြန်နေစိတ်ကိုထိန်နိုင်စမ်းမရှိတော့ဥအောင်မျိုးကျူထံကိုဖုံးဆက်တဲ့ မောင်အရေးကြီးပြဿနာရှင်းပြရှိလို့အင်ကိုခဏပြန်လာပါဦးဂျူဘာရမြအရေးကြီးပြဿနာရှိလို့လဲကွာမောင်လာတော့အတိမပေါ့အမြန်ဆုံးပြန်လာပါဦးအောင်မျိုးကျူကအင်ကိုပြန်လာရင် အစင်သည့်ခင်းချင်းပြင်းချင်းထားရဲ့ဓပုံလေးကို တွင်းမြင်ရတဲ့အစင်သည့်ဘီယိုခွေးလေးကိုတွင်းမြင်ရတဲ့မောင်ဒီကောင်မလေးကဘယ်ကောင်မလေးလဲမောင်တို့ကိုကြည့်ရတာဒီမြဖြစ်နေတယ်ဆိုရယ်အတိတ်ဘယ်ကိုပေါက်နေတယ် ကျူကမရကြီးမြန်ငယ်ဖြစ်နေတော့မပေါင်းနိုင်ဘူးဘလို့ဆုံးဖြတ်မှာလဲတယောက်ယောက်ကိုတော့ပြက်သားမှရမယ်ဒေါ်တင်နေကျူကရင်ထွေးမှာဘူလောင်စွာ ခံစားနေရတဲ့ဝေဒနာကိုခင်မောဖြစ်သူဥအောင်မျိုးကျူကို ပြောပြတယ်ကျူမောင်ကအပြောတတန်းနဲ့ခေါ်မိတာပါကွာမရငယ်လဲမဟုတ်ဘူးမရပြိုင်းလဲမဟုတ်ဘူးကျူဘာမှမစွရင်မနဲ့မောင်ကိုနားလဲပေးပါကျူရဲ့ဒါဆိုရင် မောင်ရဲ့ပြဿနာကိုမောင်မသာ ရှင်းမလားကျူရှင်းရမလား မောင်နေနဲ့သူ့ကိုဘာမှရှင်းပြမလို့ဘူးရှင်းပြလည်းမလို့ဘူးကျူကတော့သူ့ကိုအပြီးပေးပြီးရှင်းအောင်လုပ်ချင်တယ်ကျူရဲ့သဘောလေဒေါ်တင်နေကျူကနွယ်နွယ်ဆိုတဲ့မိန်းကလေးကိုဓပ်ပုံများပြားတာပြီးဥပအောင်မျိုးကျူနဲ့နွယ်နွယ်တို့ရဲ့တန်ရုံးစီအနှောက်ဖွဲ့ကိုအတွင်းလိုက်ပြီးစားပလင်းလုပ်တယ်အမရဲ့ဖိုမသားရမှုနဲ့ညှိတဲ့ခဲ့တယ်ဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ယူဖို့ညားဖို့ထီတော့မမျော်မှန်းခဲ့ပါမို့ မြမဘက်ကဘာလုပ်ပြီးအောင်လဲပါပြောပါ အမဆန္ဒတိုင်းဆောင်ရွက်ပြီးဖို့ဆင်သင့်ပါပဲမြမမိမချင်းကိုချင်းစာပါတယ်မှာနည်းနည်းကလေးမိမိရင်ထဲမှာတည်ရှိတဲ့သဘောထားကိုပွင့်ပွင့်လင်းလင်းပြောပြရင် အလေးညာအောက်ကွေးမရှိပဂရိအတိုင်းပြောပြနေခြင်းဖြစ်တယ်ဂျေဇုတင်ပါတယ်ညီမအမတို့အိမ်တော်ရဲ့အတိုက်အုံကြီးကိုမပြတ်စီအောင်ကူညီတဲ့အတွက်ညီမကိုအမဂျေဇုတင်နေတယ် ညီမကတော့အကိုကိုတမင်ရှောင်ပြအောင်လို့ရှောင်းမှာပါအကိုကလည်းညီမကိုရှောင်းဖို့အမဒါဝင်ယူပါကဲဒါဆိုရင်ညီမကိုပြန်ဝင်ပြုပါဦးကျေးဇူးတင်ပါတယ်ညီမတော်တဲ့နေရဲ့အပူချိန်ထိတွေ့မှုကြောင့်နှင်းစီတန်းလေးလာမျိုးငယ်ရဲ့မျက်နှာနဲ့အိန္ဒိယဘောင်ကိုလမ်းလျှောက်နေတဲ့အနှွဲ့အနှွဲကိုဒီတိုင်ထုံးကစောင်းမျောနေတယ်။နှွဲဟိုအမကြီးကဘာပြောလိုက်သလဲ။ နောက်ဆုတ်ပြီးဖို့မဆွဲသွေးဖို့ပါမောင်။နှွဲကဘာပြန်ပြောလိုက်တလဲ။ရှောင်းပါမယ်လို့ပြောလိုက်ပါတယ်မောင်ရဲ့။ငွေဘလောက်ပေးမယ်လို့ပြောသေးသလား။မပြောပါဘူးမောင်။တွေးကြသေးတာပေါ့ကွာ။တင်းတိုက်ထွန်းနဲ့တထွန်းနဲ့ပဲရှိတယ်။တင်းတိုက်ထွန်းက၎င်းရဲ့တိုက်တူးရန်စီစဉ်ထားရဲ့ဂွင်းပြတ်သွားလို့မကြည်မနဲ့ချင်းနေရင်ရှေးဆက်ဘာလို့အမလဲစဉ်းစားရင် နည်းနည်းကတော့ရုပ်တည်ကလေးလိုတင်းတိုက်ထွန်ကျိုးဆွေးရာကနေရတဲ့ကားကြည်တဲ့မာလီဖြစ်တဲ့တိတ်ဆိတ်ငြိမ်းသက်လာတဲ့တန်လွေလက်ရှိဦးအောင်မျိုးကျူရဲ့ခြံလေးကိုဗန်းမျိုးနဲ့တရားကျုံးမှာတန်မန်စာဒုလင် ရောက်ရှိလာတဲ့ခြံကိန်းဆောင်မှအစဉ်ခြံလေးကို ရောက်ရှိခဲ့ရာဒေါ်တင်နေကျူကလက်မှတ်ရေးထိုးလက်ခံခဲ့တဲ့အမှုမှာမန်ရွယ်ရွယ်တကုံမျိုးတင်မြောက်ပိုင်းမှာနေထိုင်သူနွယ်ရွယ်က ဥဟောင်းမျိုးကြည်ပေါ်ပြင်မှုဆိုင်ရာဥပဒေပုံမှလေးတခွင်းရလိန်လေမှုဒီအားဆွဲဆိုရင် အမှုဖြစ်တဲ့ဥတိုင်လျှောက်ထားမှုလည်းဖြစ်တဲ့ဥတိုင်လျှောက်ထားရမှာဥဟောင်းမျိုးကျူကနွယ်နယ်ကိုသားများဖြင့်ပေါင်းတင်ယူမမယ်ဆိုပြီးငပီကန်းကျေဘန်ဂလုကိုခေါ်သွားကသားများဖြင့်ပေါင်းတင်ဆက်ဆံခဲ့ကြောင်းဓာတ်ပုံဗီဒီယိုခွေတွေကိုတက်တဲ့ကန်းဖြင့်တင်းသွင်းထားပြီးလို့ မျက်မြင်သက်တေများဖြစ်ကြရဲတင်းတိုက်ထွန်းမြေကလျာတို့ကိုတက်တည်ထူပြီးဆွဲဆိုတဲ့အမှုဖြစ်တဲ့တပူပေါ်နှစ်ပူဆင့်ဆိုတဲ့ကဲ့သို့ပေါ်ပေါက်လာတဲ့ပြဒနာကိုဘလို့ဖြေရှင်းရင်ကောင်းမလဲစိန်ဘရာသာအကျိုးဆောင်ရှင်းနေခြင်းဦးနှက်ကြောင့်နမဦးစိန်တင်းတို့တင်ဦးအောင်မျိုးကျူတို့လင်းများတိုင်မင်ဆွေးနွေးရင်ဇွေနေညီနိုင်နေနီလန်းရှာကြပြန်နေဒီလိုပြဒနာမျိုးမှာငွေလိုခြင်းလိုငွေညစ်တဲ့သဘောနဲ့တရားဆွဲကြတာများရဲ့ ဒါကြောင့်ကျွန်တော်အနေနဲ့သူ့ကိုကြိုးကန်ထားတယ်လို့ထင်ရတဲ့သူနဲ့တွေ့ပြီးဒေလင်အောင်ဖြည့်ရှင်းလိုက်ရင်တော့အဆင်ပြေသွားမယ်လို့ထင်နေဗျာ။နတ်မအိုးစိန်လင်းရဲ့အကြံပြုချက်ကိုရွေးချယ်တဲ့ဒေတာဝင်ကိုအိုးစိန်လင်းကိုတာဝန်ပေးတယ်။မနှွဲ့နှွဲတို့အိမ်မလားခမညာ။ဟုတ်ပါရဲ့ရှင် ဟုတ်ပါတယ်။ဘာကိစ္စရှိလို့ပါလဲ။ကျွန်တော်ကဥဟမျိုးကြီးဘက်ကလိုက်ပါဆောင်ရမ်းမယ်စိန်မလားသာအကျိုးဆောင်ဖွဲကပါ အမှုကလူမှုရေးနဲ့ပတ်သက်တဲ့အမှုဖြစ်လို့ရုံးပြင်ပမှာပြည်လဲပြီးပြတ်နိုင်ကပြီးပြတ်စီခြင်းလို့လာပြီးစုံစမ်းလာပါခင်ဗျာ။အော်ဟုတ်ကဲ့ကျွန်တော်ကနွေနွေရဲ့ကိုတင်းတိုက်ထုံးမှာဆရာကြီးပြောတာမှန်ပါတယ်။ပြဒနာကလူမှုရေးကိစ္စနှလုံးသားရေးရာပြဒနာဖြစ်နေတယ်။ဒါကြောင့်ညီမလေးရအသေးလေးကိုအပြုံမင်းကလေးဆိုတဲ့ဂုံလေးမရှိတော့ဘူး။စိတ်ပန်းလူနှမ်းနဲ့ဖြစ်နေပြီ။ဆရာကြီးတို့ကရင်ကြစီပြီးရင်တော့ပိုကောင်းတာပေါ့။ တဖက်ကဦးအောင်မျိုးကျူးဆိုတာကလည်းဘန်းကမန်နေဂျာကြီးဆိုတော့ဂုံတိတ်ခါမထိခိုက်စေချင်ဘူးနွယ်နွယ်ရဲ့အကိုဆိုတဲ့တင်းတိုင်ထွန်းရဲ့စကားသွားလာကိုလေးလာခြင်းအပြင်နွယ်နွယ်ကိုကျူးကန်ထားသူမှာ သူဖြစ်ကြောင်းကိုသဘောပေါက်တယ်ဟုတ်ပြီလေကောင်းပါပြီကျွန်တော်တို့ဘက်ကဘလို့ဆောင်ရွက်ပေးရမလဲငွေကြီးအပြည့်ဆိုရင်လေဒီညမာလေးရဲ့နင့်နာမှုအတွက်ဘယ်ရွေဘယ်မြဆိုတာညမကပြောမှ ဥရောကလည်းတဖက်ကိုပြန်ပြောရမယ်မလား ညီမလေးပြောလိုက်လေကျွန်တော်တို့ကတော့ဘေးလူဆိုတော့ဝင်ပြောလို့မဖြစ်ဘူးပေါ့နွေနွေကမျက်ရည်စားများပါပြင်မောကိုတလိမ့်လိမ့်စီးကြရင်တမီးအောင်ငွေလိုချင်တာမဟုတ်ပါဘူးအချစ်ကိုသာလိုချင်တာပါနွေနွေရဲ့တယောက်ဆောင်မှုမှာတက်စီအကယ်ဒမီမင်းသမီးရှုံးလောက်အောင်ပြီးပြင်းနေဒီမှာညီမလေးအချစ်လိုချင်လို့မရဘူးသူ့မှာသားနေများနဲ့ဂုံလေးထွက်နေနေတဲ့သူနေမဖြစ်နိုင်တာကိုမပြောနဲ့ ကိုဘရက်တီဘုကိုသာကြည့်တင်းတိုက်တွန်းကနွဲ့နွဲ့ကိုငောင်းငန်းပြီးပြောဆိုရင်ဩဝါဒကိုပေးတယ်သမီးကသူတို့ကံမကြီးကားထပ်ပြီးလုပ်ငန်းတစ်ခုခုလုပ်ဖို့စီစဉ်နေပါတယ်သမီးအရင်နေ့ကျအောင်သိန်း90လောက်ပေးတည်ခြင်းနဲ့အေးဟုတ်ပြီလေဒါဆိုရင်ဦးအောင်မျိုးကျူနဲ့တွေ့ပြီးသဘောထားကိုညှိနှိုင်းကြပေါ့သမီးတို့ဘက်ကလည်းအျော်တင်လုံနိုင်ကလုပ်ပေါ့ဦးတို့ညှိနှိုင်းပေးပါမယ်မနေ့ပြန်လာပြီးအကြောင်းပြန်မမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။စေမရာသာကျိုးဆောင်ဖွဲမှာကံလန်းသူနတ်မဦးစိန်နှင်းကပီတိကိုရှင်ဝေပိုက်ပြီးပြန်လာခဲ့တယ်။ဦးအောင်မျိုးကျူဒေါ်ဒီနှင်းကျူရှင်နေကြီးဦးနဲ့ပြန်နတ်မဦးစိန်နှုန်းတို့ကအပိဓာန်ညှိနှိုင်းရန်တိုင်ပင်နှီးနှောတယ်။ ဒေါက်တင်နေကျူကတော့ဈေးမစစ်လို့တဲ့ပြဿနာကြီးပြီးရောလှုပ်စီခြင်းနဲ့ရှင်နေကြီးဦးနဲ့ကြောင်းကလည်းပြီးပြတ်အောင်ပြေးလေအောင် ပြုလုပ်ပြီးရန်တာဝန်ယူပြီးနွယ်နွယ်တို့အိမ်ကိုလာခဲ့ကြ၏အင်းရှိကိုကောင်းဝင်လိုက်တာနဲ့တပြိုင်နဲ့နွယ်နွယ်နဲ့တင်းတိုက်ထုံးတို့မိသားစုကကြိုဆိုနေတဲ့ဆရီးမနွယ်တီရာနဲ့မိုးတီရာတို့ကကားပေါ်မှာလက်နှိပ်ဆက်ကို တပါးလေးယူခဲ့တဲ့ငွေများထည့်ထားတဲ့မွေရီခွင်အိတ်ကိုပါယူခဲ့တဲ့ ကဲသမီးရေဦးကရှေ့နေကြည်ဦးနဲ့ပြောင်းမှာဒိုရှင်လူရင်းမဲ့ပေါ့သမီးတို့ပြောတဲ့သိန်း60စာ45သိန်းကိုထားဘာကြောင့်လဲဆိုတော့ရှေ့နေစီရုံးစေးကလည်းရှိသေးတယ်မလားရတယ်လို့ပြောလိုက်လေညီမရဲ့လူကြီးတွေပြောတဲ့စကားကိုနားထောင်မှာပေါ့တင်းတိုက်ထွန်းကငွေကိုငန်းငန်းတက်လူချင်းနေပုံရတယ်။ရွယ်ရွယ်ကဘာမှမပြောဘဲစကားဦးတန်းပြီးလိုက်ကြရတယ်။ဟုတ်ဟုတ်ကဲ့ပါဦး။ ဦးတို့သာကြည်ပြီးစီစဉ်ပေးပါတော့သမီးကတော့ဝမ်းလဲနေတယ်ဝမ်းလဲသားတယ်လို့ပြောရမှာပဲဒါနဲ့ဦးအောင်မျိုးကျူနဲ့အမဒေါ်တင်နေကျူတို့ကိုလည်းပြောပေးပါရှင်ကဲသမီးအလုတ်သဘောရပေါ့စာချုပ်ကိုဖတ်ကြည့်ပါ သမီးရဲ့မှတ်ပုံနဲ့နာမည်တို့ကိုလက်နှိပ်စက်နဲ့ဖြည့်ပေးပါမယ်ဟောရာကတော့အမှုရုပ်သိမ်းနဲ့လျှောက်လာပါဖတ်ကြည့်အောင်ပြီးတော့လက်မှတ်ထိုးပါပြီးရင်ငွေရတက်စစ်ဆေးပြီးတော့ယူပါ နွေနွေရဲ့ကိုတင်းတိုက်ထုံးကိုအတိအသေးဖြင့်လက်မှတ်ရေးထိုးစေရင်တင်းတိုက်ထုံးကငွေကျပ်45သိန်းကို အထုပ်လိုက်10သိန်းထုံးများကိုရေးတွက်စီစီရင်နောက်နေ့ရုံးချင်းရမှာအမှုရုပ်သိမ်းလွာကိုလက်ခံနေတရားဆွဲဆိုသူမန်းနွေနွေအားအမှုကို ရုံးပြင်ပမှာလူမှုရေးရကြေးပြီဖြစ်လို့ရုပ်သိမ်းချင်းဖြစ်ကြောင်းစီစီလိုက်တဲ့ ။တတင်းကသားရမှုတွင်ရရက်ပွင်အမှုရှိတဲ့ဘေးမှကင်းဝေးခဲ့ပါတော့လေ။လူမှုရေးနယ်ပယ်မှာတော့အမဲဆက်ထင်ခေရတော့တယ်။ဟုတ်ကဲ့ဇလန်လေးကိုအဆုံးဒီနာဆင်ပြီးကြရင်ပြည်သည်များအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဇမားရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးလို့တောင်းဆိုပါရစေရှင်။